ထိုင်းနိုင်ငံနခွန်ရချာစီမားခိုင်စံပါစစ်လမ်းပေါ်ကနေတလုံးမှာအော်တိုဘားလ၄ရက်နေ့ညစောပိုင်းကသုံးလုံးပြိုင်လူတမ်းမှုဖြစ်ပွားခဲ့ပါတယ်။နခွန်ရချာစီမားဘိုးချင်းထောင်ကထောင်မူးနတာပွန်ဟာမကြခင်ကသူနဲ့ပြတ်ဆဲခဲ့ပြီးဖြစ်တဲ့ဇနီးဟောင်းဟာမကြခင်ကသူနဲ့ပြတ်ဆဲခဲ့ပြီးဖြစ်တဲ့ဇနီးဟောင်းဟာနောက်ထပ်ချစ်သူအစ်အဖြစ်ထောင်ဆောင်နဲ့ချစ်ကြိုက်နေတာကိုသိပြီးဇနီးဟောင်းနဲ့ထောင်ဆောင်တို့ကိုပြစ်တတ်ပြီး သူကိုယ်တိုင်လည်းအဆုံးစီရင်ခဲ့တာဖြစ်ပါတယ်။ ထောင်တွင်သူနာပြုချုပ်အဆင့်ရှိတဲ့မစ္စတရာကူဟာထောင်မူနတာပေါ်နဲ့ပြတ်ဆဲခဲ့ပြီးတဲ့နောက်မှာအသက်42နှစ်အရွယ်ထောင်ဆောင်အသစ်ဖီချစ်ဆိုသူနဲ့ဇလန်ရှိတာကို မနာလိုဖြစ်ရာကနေခုလို သုံးလောင်းပြိုင်တင်ဆုံးမှုဖြစ်ပွားရခြင်းဖြစ်တယ်လို့သိရပါတယ်။ထရာကူနဲ့နတာပေါ်တို့ဟာ မဟာရတ်ဆေးုံရောက်မှတင်ဆုံးခဲ့ခြင်းဖြစ်ပြီးဖီချစ်မှာပွဲချင်းပြီးတင်ဆုံးခဲ့ခြင်းဖြစ်ပါတယ်။